အဲအားလုံးပဲဒါဥထောင်ဘူဝိုင်းလို့ခေါ်ပါတယ်ကျွန်တော်ကိုင်းတာလမ်းနေထွက်လာတာပေါ့နော်အဲကျွန်တော်ပတ်ပြတ်မှာဖြစ်ပါတယ်နော်အခုယူထားတာဒီဟိုဘက်ကကျွန်တော်ရဲ့ဘက်ဘက်ချမ်းမှာတက္ကစီဖြူလေး 7G ရအပေါ်ကျော်ကျွန်တော်ဒီ DD ဆိုတဲ့ကားလေးနောက်ကအလဲကျော်ကျွန်တော်အောက်မှာကကြတော့ 5C ဆိုတဲ့ကားလေးရအောက်ဆုံးကျော်နော်ကျွန်တော်အခုဆိုရင်ပတ်ပြီဗျာဒီမှာအလဲကျော်တဲ့ဝင်တယ်နော်အဝိုင်းမှာ၃ကျော်ရှိတယ်နော်ဒါလေးကိုမမကိုပြောတာပါ၃ကျော်ကနေကျွန်တော်ထွက်မဲ့ကျော်ဒီ၂ကျော်လေးကိုထွက်မှာ เนาะကြည့်အကျောနဲ့ထွက်မှာဆိုတော့ဘယ်ကျောလဲဒီမှာကျွန်တော်နဲ့တန်းနေတာဒီအပေါ်ကျောတွေ့လားเนาะเนาะဒီမှာเนาะဒါဒီအမှန်ပါเนาะအောက်ကျောဝင်တော့လို့မရဘူးเนาะအောက်ဘက်ကပတ်လာတဲ့လူဒီအောက်ကျောဝင်မယ် free jaw ကလူသားဒီလူတွေဒီအာ free jaw နဲ့အောက်ကျော free jaw ဝင်လာတဲ့လူနဲ့အောက်ဆုံးကပတ်လာတဲ့လူကအဲအောက်ဆုံးကျောဝင်ရတာเนาะကျွန်တော်တို့ကအလဲကျောနဲ့အပေါ်ကျောတမားဒီကဒီအပေါ်ကျောဝင်ရတာเนาะဒါလေးကိုပြောချင်တာပါဗျာเนาะဒါလေးကိုအာ ပတ်နေတဲ့လူတွေမှားယွင်းမှုတွေဖြစ်မှာဆိုလို့ပါနော်တခါတလေကျွန်တော်သင်တန်းသူသင်တန်းသားတွေနဲ့လည်းပတ်တဲ့အခါမှာအဲ့လိုလေးအမှားယွင်းလေးတွေတွေ့ရပါတယ်ဆိုတော့စီးတွေကိုအမ် clear လေးမြင်စေချင်တာပါနော်ဒါလေးပါဒါလေးကိုကျွန်တော်မြင်စေချင်တာနော်โอเคဒီဗီဒီယိုလေးကိုလည်းကျွန်တော်အပ်တယ်လေးလုပ်ပါမယ်ပြီးလို့ရှိရင် freeze လေးနဲ့ကျွန်တော်လိုက်ပြီးတော့ပြမယ်ပေါ့เนาะโอเคတက်သွားမယ်နောက်ထပ်ပါရှိလဲဆိုတော့ဟိုပါပေါ့နောက်ထပ်ဦး အာဥဝိဇာရအဝိုင်းရှိတယ်เนาะဥဝိဇာရအဝိုင်းအောင်လဲအဲ့လိုပဲကျွန်တော်ပတ်ပြန်มาဖြစ်ပါတယ်ကြည့်နေပါခဏလေးစောင့်နေပါเนาะကျွန်တော်ဒီမှာမီးပွိုင်လေးမိနေလို့လားပြီးမှဗီဒီယိုအက်ဒစ်လုပ်ပါမယ်ကျွန်တော်ဆောဆော Bueno, no. ဆိုရင်တိပြီးထင်တယ်เนาะဘယ်လောက်ဆိုလို့ရှိရင်